အားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာမန်မြင့်ရေးထားတဲ့ဝတ္ထုတွေကညောင်ပင်ဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်။ဝတ္ထုတွေကညောင်ပင်ဤဝတ္ထုသည်ညောင်မင်းကြီးတပင်ဤအကြောင်းသားဖြစ်ပါသည်။လူများဤအကြောင်းပါသည်မှန်တော်လဲပင်မဇတ်ဆောင်မှာညောင်မင်းကြီးသားဖြစ်ပါသည်။ထို့ကြောင့်ကြိုတင်၍ပြောထားလိုသည်မှာဤဝတ္ထုသည်ကိုစားပြုဇတ်ဆောင်ကိုမျက်မြင်သိရှိသောကြောင့်ရေးသားခြင်းမဟုတ်ပါ။ သဘောတဘာဝကိုယူ၍ကုစားပြု ဖန်တီးထားခြင်းသာဖြစ်ပါသည်။ထို့ကြောင့်အေဝိတုသည် လူတဲကဝိတုဝိတုတဲကလူမဟုတ်ပါ။ပြီးတော့ညောင်မင်းတွင်အဘယ်သူကမှဝိတုလားထားမည်မဟုတ်၍ညောင်မင်းတဲကဝိတုလည်းမဖြစ်နိုင်ပါ။အဖြစ်နိုင်ဆုံးမှာမူဝိတုတဲကညောင်မင်းသာသည်။အစကနဦးကဒီနေရာသည်တစ်တော်ဝါတော်ခြေသာဖြစ်သည်။ငှက်များတောတရိတ်ဆန်များ လက်ပြကလေးများသာရှိသောကြောင့်ထွေထွေထူးထူးဟု၍ဘာမှမဖြစ်ခဲ့။ရှုပ်ထွေးပွေလီ၍နားလျာခက်သော အဖြစ်မျိုးတို့ကိုလည်းမကြုံဘူးခဲ့။သို့သောလူတို့ချူချော်ဝင်ရောက်ပြီးတစ်ပင်များကို ခုတ်လှဲ၍လဲခွဲရာခွဲများအဖြစ်ပြောင်းလဲပြကြသည်။နောက်များမကြမီနှစ်အနည်းငယ်အတွင်းမှာပင်တော်ပြုံသွားလေသည်။ရှာခွဲများကြာကုံးမြင်လေးတစ်ခုပေါ်၌တရှိသောညောင်မင်းကြီးသာကြံနေရတော်လေသည်အစကမူတအူးတည်းဖြစ်နေသောကြောင့်ညောင်မင်းကြီးပြင်းရင်မိသည် ွားလေသူတငယ်ချင်းများဖြစ်သောခုတ်လဲခံသွားရသည့်အပင်များကိုတန်တာမိသည်တိုးတော်လဲမကြလာပါညောင်မင်းကြီးအတွေ့စိတ်ဝင်စားပွဲကောင်းလာသောဇက်လန်းတို့ပြည့်နှက်နေသည့်လူသားဆိုသူများသည်အစာဝင်ရောက်လာသောကြောင့်ဖြစ်ပါသည်တစတစနှင့်ညောင်မင်းကြီး၏အနောက်ဖက်ကွန်းတရာညက်ခရီးကန်တွင်ရွာလေးတရွာပေါ်ထွန်းလာလေသည်ညောင်မင်းကြီး၏ဝင်းကျင်၌နွားငေါက်တန်းကောက်ဆိုင်ကောက်ရိပ်သမားတို့၏ဒေသံခလေးငိုတန်း ခွေဟောင်တန်း၊နွားကြောင်သားတို့၏ပလွေတန်းတို့နှင့်တာယာဆုပြေးလာသည်လူဆိုသည့်ခြေထောက်နှချောင်းပေါ်တွင်မမမမရက်တည်ပြီးလှုပ်ရှားနိုင်သော၆ပေမရှိတရှိသရဝါလေးများသည် အလွန်အံ့အားတင့်စပွဲကောင်းသောစွမ်းအားအတိညာဉ်ကိုပိုင်ဆိုင်သူများဖြစ်ကြသည်ကိုညောင်မင်းကြီးသိရလေပြီသူတို့မလုံနိုင်သောကိစ္စဟု၍ရှိမည်မထင်ကြည်အောင်လေသူတို့မို့စိတ်ကူးအကြံရတတ်နိုင်ကြသည် တော်ရဲဝင်၍သူတို့ထဲအဆများစွာကြည်သောတစ်ပင်ကြီးများအားမြေကြီးပေါ်သို့ဘုံဘုံလဲကြသည့်အထိလဲစွန့်ဆောင်နိုင်ကြသည်သူတို့ထဲအင်အားကြီးမှသောကြွယ်ဆင်းစသည်တို့နှင့်လဲတစ်လုံးများကိုဆွဲထုတ်စေသေးသည်ထိုတစ်လုံးများကို အပိုင်ပိုင်အလွာလွာ ဖြစ်စေပြီးအိမ်များဆောင်ကြသည်တစ်ပင်များမှပင်ပစ္စည်းများထုတ်ယူပြီးကိုခန္ဓာကို လွှမ်းခြုံကြသည်မြေကြီးကိုတူးဆွာ၍တစ်စီများချတီးနံပင်များပေါက်စေပြီးထမင်းဖြစ်သည့်အထိတတ်နိုင်ကြသည် အလွန်မာကြောသောမြေကြီးသည် လူသားတို့၏အစွမ်းကြောင့်နှုတ်ညက်၍လာရသည်အလွန်ရိုင်းသောတောတရိษံတို့သည်လူတို့လက်ထဲရောက်သွားလျှင်ရင်ကျေးတိမ်မွေ့သွားကြသည်အတိညာအရှိဆုံးအတိညာကိုအတုံးချတတ်ဆုံးသောဖြစ်သော လူသားတို့နှင့်နီးစပ်ရသောကြောင့်ညောင်မင်းကြီးသည်ပင်အရေးချင်းပုံမပြေဝါလာသည်သို့သောလူသားတို့၏အချို့သော ပြုံမှုချက်တို့သည်အတိတ်ပဲကဲမဲ့၍အကျိုးတစုံတရာမျှဖြစ်ပေါ်မလာနိုင်သည့်ကိစ္စများဖြစ်သည်ကို ရောင်မင်းကြီးတွေ့ရဖန်များလာတော့အခါအတိညာရှိသည်ဆိုသော လူသားတို့ကိုမိတို့နားလဲရမည်မသိ။ညောင်ပင်ဆိုတော့လေညံမမီ၍ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ညောင်မင်းကြီးအနည်းရှိရာခွက်ကိုစတင်ထွင်ရဲလုတ်ကင်သောလူသားမှာ ကိုပါထုံးဖြစ်သည်။အသားညိုညိုထောင်ထောင်မောင်းမောင်းရောင်တုံးနှင့်ခန့်ညာလာသည့်အညာသားတို့ဖြစ်သည်။သူသည်ရာခွက်ထဲ၌လှုပ်ရင်းကင်ရင်းနှင့်ပင်ကြောက်စိတ်ကလေးပေါ်လာသည်။ဘာကိုကြောက်သည်ဟုရေတော့ရေရေရာရာမသိ။ ဟောဒီဒီကြည့်လိုက်တော့အခါနိုင်လဲကြည်ကြည်မမအရာဖြစ်ထင်ထင်ကြီးပေါ်နေသောညောင်မင်းကြီးကိုသာတွေ့နိုင်သည် သူသည်မီယိုဖလာအရာငယ်စဉ်ကပင်တဆေးတယင်းနတ်စသောပုံမြင်များနှင့်ကြည်ပြင်းလာခဲ့ရသည်ဖြစ်ရာထိုအဆွဲသည်ကောင်းတဲ့၌ဆွဲမြဲ၍နေသည်တီတော့ညောင်မင်းကြီးပေါ်တွင်ရုပ်ကစိုးခေါ်နှက်တပါပါတော့ရှိကောင်းရှိပေလိမ့်မည်ဟု တွေးမိသည်ပြီးတော့မိုးလေရာသီဥတို့မမှန်မကန်ဖြစ်ပြီး တင်းနံပင်များပျက်စီးကုန်မည်ကို ကိုဘထွန်ဆိုရင်သည်မွေကင်စသောပိုးမတရိษံများနှင့်ထိတွေ့မိ၍အသက်သေးရမည်ကိုလည်းကြောက်ရွံ့သည်ကန့်ရောဂါများကြောက်ရွံ့မည်ကိုလည်းပူပန်သည်ထိုပူပင်ဆိုရင်မူကားပင်ကိုဘထွန်ကိုကိုးကွယ်မှုရှာဖွေစေလေသည်ထိုကားကိုဘထွန်သည်မိမိမစွမ်းနိုင်သောအခက်အခဲမှန်သမျှကိုလွယ်ကူစွာပြင်းမြောက်စေနိုင်သည့်တကိုးရှင်တစ်ပါးကိုဖန်တီးလိုက်ရသည်မိမိငယ်စဉ်ကအဆွေအီလှမ်းမှုမှုကြောင့်ပင် ထိုတကိုးရှင်ကိုမိမိအီစိတ်ကမွေးထုတ်လိုက်ကြောင်းကိုကိုဘတ်ထွန်မသိရှာသူမှတ်ယူထားလိုက်သည်ကအဓိကရညောင်မင်းကြီး၌နှက်ရှိသည် ထိုနှက်ကို သူအာကိုသည် မိုးလေမှန်စီရန်မွေစိုးကတ်ယောဂါတို့ကိုဖယ်ရှားပေးပါရန်စသည်ဖြင့်အတနာခံရမည်စသည်ဖြင့်ထို့နောက်နေ့စဉ်ထွန်ထဲဖြုတ်၍အလုံနာချင်း ထမင်းမစမီဦးဖြပြအနေနဲ့ထမင်းတလုံးတင်မြောက်ပတ်တာ၍အယောသေးပေသည် အစကတော့ကိုဘတ်ထွန်းဘာလုပ်နေမှန်းကိုညောင်မင်းကြီးမသိတပန်ကိုဘတ်ထွန်းအင်ကိုကွယ်မှုသည်တဆင့်တက်လာပြန်သည်ညောင်မင်းကြီးဤပင်စီ၌ကပ်၍စင်ကလေးတစ်ခုပြုတ်လုပြန်သည်တစားတစားနှင့်ထိုစင်ကလေးပေါ်၌ဖျောက်နိုင်ထွန်းသည်ညောင်ရီအိုးတင်၍တပြေပန်စသည်တို့ကို ထိုးဆိုင်ပေးသည်ညောင်မင်းကြီးအနီနာရှိလက်ွက်များကိုလောက်ကင်နေကြသောလူသားတို့လည်းကိုဘတ်ထွန်းနှင့်ဘဝသူများဖြစ်ကြ၍ညောင်မင်းကြီးကိုကိုးကွယ်အားထားကြတော်သည် လူသားတို့သည်မိမိဤအောက်မြေကြီးပေါ်၌ဝတ်တော်လျက်မိုးလီမှန်ကန်အောင်အသည့်နံအထွက်ကားအောင်မှိုင်းမာတော်မူပါအရှင်ကြီးဟုရွတ်ဆိုနေကြတော့အခါညောင်မင်းကြီးရည်ကြံတလိုလိုတနာရမလိုလိုဖြစ်မိသည် တကယ်ဆိုရင်ညောင်မင်းကြီးသည်ပားမြအလုပ်ပေးနိုင်စွမ်းရှိသူမဟုတ်ပြီးတော့သူတို့ခေါ်ခေါ်နေသော အရှင်ကြီးဆိုသူသည်လည်းဖြူသလားမဲသလားဘယ်နာနေသလဲမသိညောင်မင်းကြီးနိုင်မှုမရှိသည်မှာတော့တေချာသည် အကယ်၍ရှိခဲ့သည့်တိုင်ကို့နေရာကိုမဖန်ဆင်းတတ်ဘဲညောင်ပင်၌ကပ်နေသည့်အရှင်ကြီးဖြစ်၍တော်တော်ညံ့ဖျင်းပြင်းရည်တော်သူဖြစ်ပေလိမ့်မည်။ဒီလိုပြင်းရည်တော်သူနှင်းဆိုလင်တော့ညောင်မင်းကြီးသည်အတိအကျွမ်းပင်မဖြစ်လို့ညောင်မင်းကြီးဆာနာကမူသူ့ကို လူသားများကခင်မင်းရင်းနေကြစီလိုသည်။လူမရှိခင်က သူအလွန်ပြင်းစရာကောင်းသည်။နေပေါ်ထဲမှ လူများကိုမိမိ၏အရေးအောက်လာပါကအေးမြချမ်းမြေ့သွားစီလိုသည်။ သို့တော်လူတို့သည်ညောင်မင်းကြီးကိုကြောက်ရွံ့လေးစားဟန်ဖြစ်လာကြသည်အပြောဆိုအပြုတ်မှုကလေးတစ်ခုခုသည် ရိုင်းပြမှားယွင်းသလိုဖြစ်ခဲ့လင်လဲကာယကံရှင်ကတော်၎င်းအခြားလူတယောက်ကတော်၎င်းပြပြတလဲနှင့်ညောင်မင်းကြီးဘက်သို့လှည့်၍မသိမလိမ္မာတဲ့အမိုက်မဲလင်းမှုတစ်ချိန်တစ်ခါမှားမိတာကိုပွင့်မယူပါနဲ့အရှင်ကြီးဟုတောင်းမှန်တတ်ကြသည်ခလေးများသည်လည်းညောင်မင်းကြီးကိုအဝေးမှရှောင်ကွင်းသွားတတ်သည် ဟဲ့ကလေးတွေလာကြပါငါပြင်းလွန်းလို့ပါငါအောင်လာပြီးညောင်ပင်တစိဝေးလေးလေးတို့ရွှေစွန်ညိုတို့လာကစားကြစမ်းပါငါဘာမှမလုပ်ပါဘူးမင်းတို့ကြောက်ကြောက်နေတဲ့အရှင်ကြီးဆိုတဲ့ကောင်လည်းမရှိပါဘူးဒီလိုပင်အော်ဟစ်၍ပြောလိုလာသည်တော်တော်ညောင်ပင်ကြီးဤပြောစကားကိုကလေးတို့နားလည်ကြမည်မဟုတ် လူကြီးများပင်သဘောမပေါက်သည်အရင်အရင်အခါများကညောင်ရဲနူလေးများလာခိုးလေရှိသောမိန်းကလေးများသည်မလာကြတော့ ညောင်သီးများစားသည့်ငှက်များကိုလေးကွနှင့်ချောင်းပစ်တတ်သည့်လူငယ်များလည်းမပေါ်လာသည်မှာကြာလာပေပြီအကြော့ခန်ကိုွယ်သူအတန်းစား၌ရက်တီနေရသည်မှာပြင်းရည်ညင်းငွေပွဲကောင်းလာသည်ဟုညောင်မင်းကြီးထင်မိသည်သူ့အနီနာသို့ရောက်လင်လူတို့သည်ရူတီကျိုးနွန်ဟန်ဖြစ်သွားကြသည်သူတို့၏အပြော့အဆိုးအနေထိုင်တို့သည်ပွန့်ပွန့်လင်းလင်းဟဲ့ဟဲ့ပဲ့ပဲ့မရှိဘဲစိတ်ကျဉ်ကျက်စရာဖြစ်သည်ငှက်များကတော့ဘာမှမပြောင်းလဲညောင်သီးတီချိန်တွင်တပြောတပါးဆူညံစွာအုပ်ဖွဲ့လိုက်လာစားစမြည် ရှင်တို့သည်လည်းလူသားတို့တင်သော ထမင်းစုပ်တို့ကိုစားရမန်းသည့်၍ညောင်မင်းကြီးမှမခွာတော့။နတ်ဆင်လေးဘော်တို့ငှက်များချိပါချသည်မှအကျိန်မရေတွင်နိုင်။ရှင်များပြေးဆော့သည်ဖြင့်နတ်ပန်အိုများလဲကြကွဲသည်မှလည်းအခါခါ။သူတို့ကမူအရှင်ကြီးဆိုသူကို ဖုတ်လေသည်ငပိရှိသည်ဟုအောင်မေဟံမတူ။ຫນွေမိုးဆောင်တရားတီပြီးတရားတီပြောင်းခဲ့ဒီမှာအချိန်ပေါင်းများစွာ ရှိခဲ့လေပြီ။ တခက်ပြေးတခက်အဟောင်းအဟောင်းမှအသည့်အသည့်များပေါ်ထွန်းလာသည်။ညောင်မင်းကြီးအနီနာနှင့်လက်ခွင်းများသည်တချို့သောနှစ်များ၌မျက်ပေါင်းပင်များသာလွှမ်းမိုးနေခဲ့သည်။တချို့သောနှစ်များ၌လက်ခွင်းထဲ၌ပင်တွေးအိုင်များနှင့်နီနီရဲသွားသော လူလူချင်းတပ်ပွဲများဖြစ်ပါသည်။တခါတခါ၌ညောင်မင်းကြီးကိုပင်ကြည်စံတို့ဝန်မှန်သေးသည်။ရွာကလေးဘက်မှလည်းမိโกလုံးကြီးများတက်ရွေတက်ရွေလာဒီမှာ မကြခနာ လူသားတို့သည်လည်းခလေးများခွေးများနှင့်အထုပ်ပိုးထမ်း၍ပြေးလွှားနေကြရသည်ငိုယိုတန်းမျက်ရည်ဆက်သွေးကွက်မီးလောင်ရွာပြတ်တို့သည်မမြင်ကျင်တော်လဲမနေရမိတို့သောခေတ်ကာလများကို ကြုံတွေ့ကြရသည်ဖြစ်စေအရှင်ကြီးကမူပျောက်ကွယ်၍မသွားပုံမို့၍ကြီးထွားနေပြန်သည် ကိုဘထွန်မှာဘာကြီးထွန်ဖိုးဘထွန်ဘဝ၌တည်ဆုံသွားတော်လဲသူ၏မြေးမြစ်တို့သည် အရှင်ကြီးကိုယုံကြည်စေကိုကိုယ်အားကိုစေ ြောက်ရွံ့လေးစားစေ။အစဉ်သဖြင့်တိုးတက်ပြောင်းလဲလေးရှိသောလူလောကတွင်အရှင်ကြီး၏နတ်စဉ်ပစ္စည်းကွေးကလေးသည် တစတစကြီးကျယ်ခန်းနာလာသည်။ရေအိုးစဉ်အကြီးစားခန့်ရှိလာပြီးမြင်းရုပ်များနတ်အိုးများအုံသီးများနှင့်ဖြစ်လာသည်။သို့သောအရှင်ကြီး၏အစွမ်းတော်မဟုတ်အရှင်ကြီးသည်ဤသို့သေးဖွဲသောကိစ္စများကိုလှုပ်လှစ်ရှင်ဟန်မတူ။လူသားများကသာတိဆောက်ပေးရခြင်းဖြစ်သည်။ပြီးတော့အရှင်ကြီးသည်ပဝင်မြင့်ဟန်တူသည်။ လူများကအိမြကယူဆိုင်ပြီးတဖွားဖွားတန်တတိုင်တဲသည့်တိုင်ရောက်လာသည်ကိုညောင်မင်းကြီးမတွေ့မီရွာလေးသည်ရွာကြီးဖြစ်လာသည်ညောင်မင်းကြီး၏နေဘေးမှာလည်းလှည့်လန်းချောင်းလေးတစ်ခုကို လူသားများဖောက်လုပ်ခဲ့ကြသည်မှာဖုံ၍ပင်နေပေပြီတကားတရံ၌လဲလန်းပေါ်၌နွားမဆွဲရပဲရွေလျားတတ်သော မော်တော်ကားဆိုသည့်တို့ကိုညောင်မင်းကြီးတွေ့ရသည် ခောက်တန်လေးလှဲ့ခလုတ်ကလေးနင်းယုံဖြင့်တက်မဲ့မော်တော်ကားကြီးသည်မြည်ဟီး၍လူတို့ကိုတည်ဆောင်၍ပြေးလွှားပေသည်သို့တော်အလှရှိလင်အရှင်ကြီးနတ်ဆင်ကိုလာ၍ရှင်လောင်းပြကြသည်လက်ထက်လင်လဲသူတို့သမီးနှင့်သူတို့သားကိုအတိမတ်ပြုပါဟု လာ၍ကတော်ကြသည် ရွာထဲ၌ယောဂါတစ်ခုကိုကြားရောက်လာလင်လဲအမာရင်ရှိပါကခွန့်လွတ်တော်မူပါဟုကတော်ပွဲများနှင့်အပြေအလွှာတောင်းမှန်ကြသည်ခက်တော့ခက်လာသည် လူတယောက်ရုတ်တရက်နေမကောင်းဖြစ်၍တိတ်ဆုံးသွားလင်အရှင်ကြီးဖန်ဆာတော်များလားဟုဖြစ်လာကြသည်အကယ်၍ညောင်မင်းကြီးနား၌လှုပ်ခနဲနွားကိုဆဲဆုံမိသည့်လူတယောက်သည်တိုက်တိုက်ဆိုင်ဆိုင် နေမကောင်းဖြစ်နေစဉ်အိမ်သားများတက်ကြီးရွယ်အိုများကနတ်ဆန်နာမှာဘာများလုံးမိမှလဲဟု မေးကြသည်အဆွဲကလေးနှင့်ဖြားနေသူကလည်းဆဲဆုံမိသည်ဟုဖြေလင်အိမ်သားများသည် အုံငပြောကရော့ဝဲနှင့်ညောင်မင်းကြီးအောင်လာရောက်တောင်းပန်ကြသည် ထိုလူမသေးလင်တောက်မှန်၍တက်သားသွားသည်တည်သွားလင်တော့အရှင်ကြီးကအမာရွင်နည်းနည်းလေးမှခံတာမဟုတ်ဘူးဟု၍ဖြစ်လာသည်ဒီအထက်နတ်ကတော်တို့ကလည်းတက်စခန်းထားသည်ခလေးလီနာ၍တက်မတန်ငိုနေလင်လဲအရှင်ကြီးကင်ထားသည်ဟုပူ၍ဟောတတ်သည်အရှင်ကြီးဆိုလင်ငယ်စဉ်ကတည်းကကြောက်ရွံ့လာကြသောရွာသားများကလည်းစောရကတက်မနေရဲ့ ော်တဲ့သူထင်ခုတ်သွားသူကလည်းကြားနေတွေ့ခဲ့သည်ဆိုပါကထိုးကြသည်ချက်ချင်းပင် အရှင်ကြီးဤစီတော်ကြားဟုရက်ရွာ၌ပြန့်နှံ့သွားတတ်သည်ထင်ခုတ်သူမှာကြားကြိုက်တာမခံခဲ့ရတော့လဲကြားနေတွေ့ခဲ့သည်ကိုမူအပြောခံချင်လေသည်တီတော့လဲသူပဲလို့အမာရင်ရှိ၍အရှင်ကြီးကတရိပ်ပေးခြင်းဖြစ်မည်ဟု အများနှင့်ချော်လဲရောထိုင်လိုက်သည်တီလိုနှင့်ပင်အရှင်ကြီးပို၍ပို၍နာမည်ကြီးလာသည် သို့တော်လည်းအရှင်ကြီး၏အချောက်တိုက်တကိုးကြည့်နေပုံကို ရှေးမီနောက်မီညောင်မင်းကြီးကသိပါသည်။အော်လောကကြီးများပြောမပြောလိုက်ချင်တော့ရည်စရာတွေ့တိုင်းသာရည်ရပါလဲညောင်မင်းကြီးဥတည့်ပေတော်မီ။တနေ့တွင်မူညောင်မင်းကြီးသည် အရှင်ကြီးဆိုသည်ကို တွေ့မြင်ရပါတော့သည်။တွေ့ရပုံမှာဤတို့သည်ရွေးကောက်ပွဲတစ်ခု၌မြို့မှလာ၍မဲဆွယ်သော အမတ်လောင်းသည်အရှင်ကြီးနတ်ကော၌ဝင်ရောက်ကြတော့ပြီး ရွေးကောက်ပွဲ၌အနိုင်ရရှိစေရန်မတော်မူပါကနှက်ကွန်ဆောက်ပေးပါမည်ဟုကတိပေးခဲ့သည် ထို့အကြောင်းကိုရွာရဲ၌လည်းပြောသွားသည်အရှင်ကြီးနှင့်ရွာသားများမိသူကမသည်မသည်ရွေးကောက်ပွဲတွင် ထိုအမတ်အနိုင်ရရှိသောကြောင့်ညောင်မင်းကြီးအောက်တွင်တစ်သားတိုင်လုံးများဖြင့်အင်္ဂလိပ်တလုံးခန့်ရှိနှက်ကွန်ကြီးတိဆောက်ပေးလေသည်ရွာရဲရှိလူကြီးများကလည်းမိမိတို့ရွာ၌စေကံကလေးမရှိသည်ကိုပင်တတိမပြုတော့ဘဲတပြုံပြုံဖြစ်နေတော့သည် နတ်ကွန်ကြီးဖြစ်လာမှပင် အရှင်ကြီးရောက်လာပါတော့သည်အရှင်ကြီးဆို၏တိချာကြည့်လိုက်ရသည်ညောင်မင်းကြီးအမြင်၌တစ်သားယုတ်ကြည်သာကြည်ပါလူတရက်မရှိတရှိအရမောင်းနှင့်တကိုယ်လုံးရွှေချထားသည်ခေါင်း၌ရှန်နီစာအဝတ်ကိုအစနစတစ်ဖက်စီချ၍ပေါင်းထားသည် အချိုးစားမပြေပြစ်ရသည့်အထက်ဓာနှလက်ကိုရင်ပန်း၌ကြက်ချီခတ်ကပ်၍ဂိုင်ထားသည်ပြီးတော့မျက်တောင်ကြီးနှင့်မှုန်တေတေမျက်နှာပေါက်ရှိသည် တနေကုံထိုင်ကြည့်သည့်တိုင်တစက်ကလေးမှကြက်တည်းမရှိသည့်ယုံညောင်မင်းကြီးသည်အရှင်ကြီးဆိုသူကိုမြင်စမှပင်အမြင်ကပ်မုံတီသွားလေသည်ထို့ကြောင့်ပင်လေကြီးမိုးကြီးပြင်းထန်စွာကြသည့်ညတညတွင်နှကွန်းပေါ်တက်တဲသို့ညောင်ကန်းကြီးတကိုင်းကျူကြသွားသည်ကံကောင်ထောက်မရွေသာအရှင်ကြီးကောင်းမကွဲခြင်းဖြစ်သည်အမိုးကိုဖောက်၍ကြလာသောညောင်ကန်းသည်အရှင်ကြီး၏ညဘက်လက်ကိုကျိုးပဲ့သွားစေသည်နနခင်ရောက်၍ရွာသားများတွေ့လျင်ချက်ချင်းပင်နှကွန်းကိုပြန်လိုက်ကြသည် ကျိုးသွားသောလက်ကိုလည်းပြန်၍တတ်ပေးကြရသည်။တော်ကြာအရှင်ကြီးစိတ်ဆိုးနေမှဖြင့်အခဲ။ဒီအယုတ်ကြီးဘာမျှမတတ်နိုင်သည်ကိုညောင်မင်းကြီးအသိဆုံး။အကယ်၍သာတကိုးရှိခဲ့လျင်ညောင်ကိုင်းကြ၍လက်အချိုးခံမည်မဟုတ်။အရှိကိုအရှိအတိုင်းအမြင်ကိုအမြင်တိုင်းပြောရပါမို့တစတစပြောင်းလဲတိုးတက်နေသောလူသားတို့သည်သာအရှင်ကြီးများဖြစ်ဖို့ကောင်းသည်။ဒီနတ်ယုတ်ကြီးကမူအရှင်ကြီးမဟုတ်အသေးကြီးသာဖြစ်သည်။ညောင်မင်းကြီးကတော့ဒီအတိုင်းပဲမြင်သည်။ ဒီလိုမြင်ရမလားဟုဖန်ဆာလူကဖန်ဆာလီတော့အသေးကြီး။ညောင်မင်းကြီးမျက်လုံးပြုံးနေမိသည်။နှကွန်ရှိရှိမန်တန်ကြီးထဲတွင်မိမများကခုံနေကြသည်။ဆိုင်းတန်ကလည်းတွေးစုပွက်လာစီအောင်မြူကြွကြွနှကွန်ထဲ၌လည်းအရှင်ကြီးအယုတ်သားမကတော့ပဲမြင်းစီနေသည့်အယုတ်၊ကြက်ကိုင်းထားသည့်အယုတ်၊ကြားစီနေသည့်အယုတ်စသဖြင့်နှက်ယုတ်များတန်းစီနေလေသည်။သူတို့ရှိတွင်ငပြောအုံပွဲများ ကျက်သားကျော်ငါးကျော်များအရက်ပလင်းများပြင်ဆင်ထားသည်မန္တန်၏ရှေ့ပိုင်းအစွန်တွင်ဆိုင်ဝမ်းကြီးရှိ၍နတ်ကွန်းရှိကွက်လက်တွင်နတ်ကြော်များဝိုင်းထိုင်နေကြသည်ဤသို့နဂနာပေးခြင်းမှာအကြောင်းမဲ့ပေးခြင်းမဟုတ်လွန်ခဲ့သောသုံးလလအချိန်မြို့များ၌ဆန်စည်းကြည့်နေစဉ်ရွာလမမိမကြီးတယောက်သည်ရသည်မဆန်များကိုစုဝဲ၍မြို့သို့အသွာနတ်ကွန်ရှိ၌ကြတော်သည်ပြီးတော့ဆန်များကိုမြို့သို့ဘေးမတီရမခရောက်၍ဈေးကောင်းကောင်းရရန် ကြည့်ရှုဆောင်မတော်မူပါကနကနာပေးပါမည်ဟုဂတိပေးသည်ကုတုကံကောင်း၍လောနိပရိယေကြွယ်ဝ၍လောအရှင်ကြီးကမဆာ၍လောမသိရှာဖွေရေးများအခြားမှလွတ်ပြီးဈေးကောင်းကောင်းရခဲ့သည်ကတော့အမှန်ထို့ကြောင့်ပင်နတ်ပွဲပေးနေခြင်းဖြစ်သည်မွေကြီးရှိသူကျင်းပါတော့ကြောင့်ရွာကန်နဂရောများသာမက အနီးနားရွာများမှာနဂရောများပါလာကြတော့ကြောင့်နဂရောပြိုအိုနဂရောပည့်ရွန့်စသဖြင့်အမျိုးစုံလာပေသည် တော်တော်ဒီနတ်ပွဲဤအရေးပါဆုံးမှာမြို့မာလာတော်နဂရောလင်မယားဖြစ်သည်တော်မာနဂရောတို့မှာသူတို့နှစ်ယောက်လောက်နတ်ကမစုံတချင်းအကုန်မရထိုလင်မယားကမူ38မဲနတ်ပေါင်းဆောင်အစားမနစ်တနေ့ကမှတည်ပြီးနတ်ဖြစ်သည်နတ်ပူပူနွိနွိအထိပူခြင်းသည်နတ်ဝင်ပူအထုထုအထွေထွေဆိုနိုင်ကနိုင်သည်မြို့မာလာတော်ယောက်ျားနတ်ဝင်တယ်မှာယောက်ကလည်းတိတ်မဆိုးလား မင်းသားဟန်တောင်ရှိပစိုးနှင့်ခေါင်းပေါင်းနှင့်နှက်ဝင်သောအခါအရက်ကလေးတောက်လိုက်ချက်ပေါင်ကြော်လေးကိုက်လိုက်နှက်တန်လေးပြစ်လိုက်မမောမပန်းကလိုက်နှင့်နှက်ကြော်များကလည်းဘေးမှရက်ခတ်ပေးကြအရက်ငှက်ပေးကြစီဂရက်မီးညှိပေးကြနှက်ဝင်တဲ့ယောက်ျားကနှက်ပူးသည့်အနေနဲ့နှမတော်ခေါ်လင်းမောင်တော်ဟုထူလိုက်ကြနဂရောအိုးကြီးများကကြင်သားရနေတော့လဲနဂရောမဖြစ်တဖြစ်ကလေးတို့မှမို့ရှက်ကိုရှက်ကန်နေ ညောင်မင်းကြီးအမြင်၌မူနတ်ပူးသည်ပြောပြီးလူများကခုံနေသေးတာဖြစ်နတ်တင်သည် ဆိုပြီး လူတို့သာစားတောင်းနေကြသည်နတ်ဆိုသူတို့ကိုအယုတ်များမှလွဲ၍တရောင်းမှလာတာမမြင်တနေ့လုံးပင် ကလိုက်ကြနတ်ဝင်၍ဟော့ပြောလိုက်ကြညရောက်တော့ခါအောင်လင်းလက်ဆွဲမိအိမ်ကြီးထွန်၍ဆက်ကားကြဆိုင်းတီပေးသူတို့သည်လည်းအရက်ကလေးထွေလာတော့ခါပို၍ပို၍ဆိုင်းတန်သည်တွက်လက်ကြမ်းရန်လာသည် ကသူတို့သည်လည်းပို၍ပို၍တက်ကြွလာကြသည်မျက်နာလေးများနှီးရဲလာပြီးချွေးကလေးများတဆိုးဆိုးနှင့်နတ်ဝင်သည်ယောက်ျားသည်တဖြည်းဖြည်းနှင့်လှ၍လှ၍လာသည်ဟုနတ်ကတော်လေးများထင်လာသည်နတ်ဝင်သည်ယောက်ျားကရီဝေသောမျက်လုံးနှင့်ကြည့်လိုက်လျင်နတ်ကတော်လေးများမှာရင်တဖိုဖိုတက်လက်လက်ဖြစ်သွားသည်ထီပြီးတော့လက်ကလေးပခုံးလေးများကိုကန်၍တာပြောမရပြောပြောသည်ကိုပင်ကြည်နူးသလိုခံစားမိကြသည် ြီးတော့နတ်ကတော်လေးများကိုယ်တိုင်ကလည်းအရက်ကလေးအနေချမ်းတောက်ထားကြရတော့အခါကောင်းတဲ့နိုင်ရစ်မူရီဝေဝေသူတို့ကိုသူတို့နတ်နန်းဘုံဆောင်၌ပျော်ပါမြူးတူးနေကြတော့နတ်သားနှင့်နတ်သမီးတို့ဟုထင်မှတ်နေကြသည်လို့မသိ၃နှစ်၃ညတိုင်တိုင်နတ်ကဝဲဟုနာမည်တက်သောလူကဝဲကြီးပြီးသောအခါတွင်မူရွာကန်လင်သားရှိနတ်ကတော်လေးတယောက်နှင့်မြို့မှနတ်ဝင်ယောက်ျားတို့ပျောက်သွားလေသည် မြို့မှနဂရောလဲငိုယိုး၍ပြန်သွားသည် ရွာကန်နဂရောလေး၏ယောက်ျားကတော့အန်တကြိတ်ကြိတ်အရက်မူပြီးကကြစင်ကမျက်လုံးအပြူသားနဲ့ကြည့်နေမိသောညောင်မင်းကြီးမှာဟက်ဟက်ပက်ပက်ရေမောမိလေသည်လေခွင်းများထဲမှာစပားပင်တို့သည်ရွှေဝါရောင်တောက်၍နေပေပြီ။ရှိတ်သိမ်းရလွယ်စေရန်ဝါဖီလှဲထား၍လဲနေသောစပားပင်များပေါ်တွင်နှင်းရီကလေးများဆူရွှဲနေသည်။ မကြမီတွင်လက်ကွင်းများတဲ့၌တေးတံများပြန့်လွင်လာသည်စပားရိတ်ကြတော့မည်လက်သမားများ တမိုးရင်လုံးရုံးကန်လောက်ကန်ခဲ့ရသည်ကိုညောင်မင်းကြီးအမြင်စပားရောင်းရလင်လက်သမားများငွေရွှင်ပေးရောမည်သူတို့ဤပြုံးနေသော မျက်နှာများကိုမြင်ရသောအခါညောင်မင်းကြီးလည်းပြောသည်တစဉ်ကင်ထားကြသောမိမများနှင့်ယောက်ျားများသည်တွက်လက်ဖြက်လက်စွာရိတ်သိမ်းလိုက်ကြသည်မှာများမကြမီပင်စပားပင်များသည်ကောက်လိုင်းပုံများဖြစ်သွားကြသည် ဒီတွင်မိန်းကလေးတယောက်ကို ပိုးထီသည်စဘာပင်အောင်အေးသောနေရာ၌ခွေနေသောမွေဝေးကိုတွားကင်မိဟန်တူသည်နေ့လေသွေးပူစဉ်အချိန်ဖြစ်၍အစိုက်တက်မြန်လာသည်မိမျောစာပြုတ်နေသောမိန်းကလေးအားပွေယူလာကြပြီးနှက်ကွန်းရှိ၌ချထားကတောင်းမှန်ကြပြန်သည်ဒီမိန်းကလေးသည် အောက်ခံထမင်းကိုဇောက်ထိုးဝင်လာခဲ့သည်နန်းနဲ့မလင်းမီ ကောက်ရိပ်အမီကမန်ကရန်အိယာထရရသောကြောင့်မဝိခေမီဟန်တူသည် ထို့ကြောင့်အရှင်ကြီးကမွေနှင်တိုက်သည်ဟုဘေးမှမိမကြီးတို့ကတီတိုပြောဆိုနေကြသည်ကိုညောင်မင်းကြီးကြားလည်ရသည်မိမတို့ကလည်းအမိုက်အမမို့တစ်ချိန်တစ်ခါတော့ခွင်လက်တော်မူပါအစိတ်တို့ကို ပြန်၍ယူတော်မူပါဟုအတနာခံနေကြသည်ညောင်မင်းကြီးမှဘေးမှနေ၍အမလို့အမရနှင့်ဒေါပွားနေမိသည်အဘယ်ကအရှင်ကြီးတိုက်သည်မွေရမလဲ အရှင်ကြီးမှာမွေးထားလို့တီကောင်းတောင်မရှိဘူးမြန်မြန်စိတ်ကူလေးဘာလုပ်တာလဲထိုစဉ်မြို့မှာလက်ကထုတ်ရပြန်လာတော့ចောင်းဆရာလေးရောက်လာသည် သူကတော့ရွာတွင်ခေပညာအရှိဆုံးဟုဆိုနိုင်သူဖြစ်သည်ဩဇာလည်းရှိသည် ထို့ကြောင့်ပုထိမန်တိလင်းတိချင်းပုထိသောအဆွဲပေါက်နေရာ၌ဓာနှင့်လှည့်၍အစိတ်နှင့်သွေးများကိုပဇက်ဖြင့်ဆုပ်ထုပ်သည်မြို့ဆေယုံသို့တွားရန်လှဲပြင်စေသည်သို့သောအချိန်နှောင်းခဲ့ပြီ ညောင်ပင်အောင်၌ငိုတံများလွှမ်းသွားလေသည်ဟောလူသားနှစ်ယောက်ညောင်ပင်စီသို့ဦးတည်လာနေကြသည်လက်ထက်၌ပစိန်ဓမ္မနှင့်ပလင်းများကင်လာကြသည် အချိန်ကအကာလညအခါလကလည်းတဝက်တပြည့်သားနေသည် သူတို့နှစ်ယောက်သည်ညောင်မင်းကြီးအောင်ရောက်လာသောအခါကြောက်ရွံ့လာဟန်ရှိသည် ပလင်းထဲမှအရက်များကိုမော့၍ရဲစေးတင်လိုက်ကြပြန်သည်ပြီးတော့ တယောက်ကနှက်ကွန်းရှိသွားပြီးပြောလိုက်သည်ကဲအရှင်ကြီးဒိညာမင်းနဲ့ငါစရင်ရှင်းကြမယ်မင်းကဘာဖြစ်လို့ငါချက်သူကိုမွေးနဲ့တိုက်ရတယ်လဲကွငါချက်သူကိုငါတိတ်ချက်တာမကြခင်လက်ထပ်တော်မှာခုတော့မင်းကြောင့်ငါချက်သူသေးပြီငါမကြည့်ဘူးကွမင်းကိုလက်စားပြန်ချိန်မယ်မင်းတက်နိုင်လဲဖန်းစားလေကွငါမကြောက်ဘူးဟဲ့ထိုးလူငယ်သည်အရက်တော်တော်မိုးနေဟန်ရှိသည် နောက်တစ်ယောက်ကလည်းအေးဟုတ်တယ်ငါလည်းမကြေဘူးကမိန့်ကြောင်ငါမိန့်မပါသွားပြီအဲ့ဒါလက်စားချေရမယ်ညောင်မင်းကြီးမှာဖះတနေမိတယ်ဘာများလောက်ကြမလို့ပါလဲလူငယ်ဒီသူ့အဖေကိုအတိုင်းမင်းဒီအကိုကျုပ်တို့နတ်စင်ပါမကဘူးညောင်မင်းပါလှဲမယ်ဗျတော်ကြအရှင်ကြီးဆိုတဲ့အကောင်ကညောင်မင်းမခိုးခြင်းခိုးနေအောင်ပါ သူတို့သည်ညောင်မင်းကြီးကိုစတင်ခုတ်လှဲကြသည် မောလင်နာကြအရက်တောက်လိုက်ကြနှင့်သို့တော်ညောင်မင်းကြီးသည်ပဆိုးသုံးပတ်လေးပတ်ကျော်ရှိလေရာအရက်မိုးနေသော လူငယ်နှစ်ယောက်၏ခုတ်လှဲချက်တို့ကိုမဖြုံကြတော့သူတို့သည်လက်လျှော့လိုက်ကြသည်ထို့နောက်သူတို့သည်လေခွင်းထဲသို့ဆင်းသွားကြပြီးကောက်လှိုင်းများကိုပွေယူကြသည်ကောက်လိုင်းပုံကြမှာမွေနဲ့မတွေ့ပါစေနှင်းဟုညောင်မင်းကြီးဆုတောင်းမိသေးသည်မတော်၍များမွေကြိုက်လိုက်လင် အရှင်ကြီးအချောင်နာမည်ရနေပေအုံးမည် လူငယ်နှစ်ယောက်သည်နှကွန်းပေါ်၌ကောက်လိုက်များတင်၍ရှင်နန်းကြီးများပက်လောင်ပြီးမီးရှို့ကြသည်အချစ်စိတ်မွန်နေသူနှင့်မယားစိတ်ဒိန်းဒလိန်ပိုးနေသော လူငယ်နှစ်ယောက်ကို အရှင်ကြီးလည်းတန်နိုင်ဟန်မတူမကြမီတွင် အရှင်ကြီးနှကွန်းသည် ပြာကျသွားလေသည် အရှင်ကြီးသည်လည်းမိသွေးတုံ ဖြစ်သွားရှာသည်တည်ကြတဲ့မစီမဆိုင်ခံလိုက်ရသူကညောင်မင်းကြီးဖြစ်သည် ပစိန်နှင့်လည်းအခုတ်ခံရသည်ပင်ရင်၌ပတ်လျက်ကောက်ရိုးပုံ၍မီးရှို့လည်းခံရသည်ဤကဝိတုတဲကညောင်ပင်ကြီးအဖြစ်တည်မှန်မြင့်မိုးဝေမဂဇင်ဇူလိုင်လ1982ခုနှစ်နာဆင်အပိကကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်